အားလုံးပဲမြင်လာပါခင်ဗျာကျွန်တော် SNTV ကနေနှွေးထွေးစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့လက်ရှိမှာနည်းနည်းလေးခရက်ထနေရေပေါ့နော်ကျွန်တော်တို့ Liverpool အသင်းရဲ့မင်းသားဤဒါဝင်နူနက်စ်ရဲ့ပေါ့နော်ဒါ latest news လေးအကြောင်းကိုပြောပြပေးခြင်းပါတယ်ဆိုတော့ဒီအကြောင်းအရာလေးကတော့ Liverpool fan တွေအတွက်တော့စိတ်မကောင်းစရာအကြောင်းအရာလေးလို့ပြောရမှာလေဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့အဲဆိုတော့ဒါကလည်းအားလုံးလည်းသိပြီးကြမယ်လို့ထင်ပါတယ် Liverpool fan တွေလည်းသိပြီးကြမယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ Liverpool တင်ရလာမယ့် ရာသီပေါ့နော်နွေရာသီအပြောင်းရွှေ့ဈေးကွက်မှာရာသီကုန်ပြီးသွားလို့နွေရာသီအပြောင်းရွှေ့ဈေးကွက်မှာဆိုလို့ရှိရင်တော့အာဒါဝင်လူနက်စ်ကို ရောင်းချမယ်ဆိုတဲ့သတင်းတွေကတက်နေတာမျိုးလေးတွေရှိတယ်ဆိုတော့ဒီနေ့မှာပဲဒါတက်လာတယ်ပေါ့နော်မင်းသားကြီးဒါဝင်လူနက်စ်ရဲ့အကြောင်းလေးကလည်းလီဗာပူးဖန်တွေအတွက်ပေါ့နော်အစမကောင်းစရာအနေထားလေးတွေမှာဟိုရှိတယ်ပေါ့နော်ဒါဝင်လူနက်စ်ကကျွန်တော်တို့လီဗာပူးဖန်တွေချစ်စနိုးနေပေါ့နော်ဒါခေါ်နေကြမင်းသားကြီးဆိုပြီးတော့အာလီဗာပူးဖန်တွေတော်တော်လေးချစ်တယ်ဂိုးမသွင်းပေမဲ့လည်းချစ်တယ်ပေါ့နော် တော်ဝင်နူနက်စ်ကအဆုံးသတ်ပိုင်းတွေလွဲချော်ပေးမိလေလီဗာပူးတင်းရဲ့ DNA အပြည့်ရှိတယ်ဆိုပြီးကျွန်တော်တော်တော်လေးချစ်တာမျိုးရှိတယ်အတင်းကနေပြီးတော့မထွက်ခွာစေခြင်းဘူးအဲဒါမဲ့လက်ရှိမှာဖာဗရီဇီယိုရိုမာနိုရဲ့ပြောကြားချက်အရဆိုလို့ရှင်တော့အဲလီဗာပူးအတင်းကလည်းတော်ဝင်နူနက်စ်ကိုပေါ့နော်ရောင်းချဖို့စီစဉ်နေတာမျိုးရှိပြီးတော့တင့်တော်တဲ့ကံလန့်မှုမျိုးအဲပြောင်းရွှေ့ခြင်းရရှိမယ်ပေါ့နော်တတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းရရှိမယ်ဆိုလို့ရှင်တော့ရောင်းချသွားဖို့ အရှိနေတယ်ဆိုပြီးတော့တင်ထားတာမျိုးလေးရှိသလိုပေါ့နော်ဒါဝင်နူနက်စ်ကိုယ်တိုင်ကလည်းလီဗာပူးအသင်းမှာမပြောမရွှင်ဖြစ်နေတဲ့အတွက်ကိုလီဗာပူးအသင်းကနေထွက်ခွာဖို့အတွက်အပလန်ချနေပြီပေါ့နော် ပြောရမယ်ဆိုလို့ရှင်တော့ယာဒီကုံလာမဲ့လူယာဒီအပြောင်းရွှေ့စီကိုကရောက်ပြီဆိုတာနဲ့ဒါဝင်နူနက်စ်အနေနဲ့လီဗာပူးအသင်းကနေထွက်ပြီးတော့တခြားသောအသင်းတစ်သင်းကိုပြောင်းရွှေ့အချင်းပုံရတယ်ပေါ့ဗျာစီစဉ်နေတယ်ဆိုတဲ့အကြောင်းအရာလေးကိုရိုမာနိုကအတီးပြူထားတာမျိုးလေးရှိပါတယ်ဆိုတော့အလုံးသိကြတဲ့အတိုင်းပဲ အာဒါဝင်နက်စ်ကတော့ကျွန်တော်တို့လီဗာပူးအသင်းမှာပေါ့နော်အဲစံချိန်ကြီးပြောင်းရွှေ့ကြီးတစ်ခုနဲ့ရောက်လာတယ်ဆိုပေမဲ့အာသူ့ကိုလီဗာပူးဖန်တွေရောအသင်းဘက်ကရောအများကြီးအာစောင့်ကြည့်ရယ်ပေါ့နော်အဲစိတ်ရှည်ပြီးတော့အားပေးခဲ့ပေမဲ့လက်ရှိအချိန်ထိဒါဝင်နက်စ်ကဒါအဆုံးသတ်ပိုင်းအားနည်းမှုလေးအရေးကြီးတဲ့ပွဲစဉ်မှာပေါ့နော်အဲကိုရရှိဖို့ရုန်းကန်နေရတာမျိုးလေးကြောင့်တော်တော်လေးဝေဖန်ခံနေရတာမျိုးရှိတယ်အဲဒါကြောင့်လဲအင်္ဂလန်မီဒီယာတွေရဲ့ဝေဖန်မှုတွေအသင်းပြည်သက်တွေရယ်ပေါ့နော်တချို့သော fan တွေရဲ့ အဝေဖန်မှုတွေနဲ့ခံနေရတာမျိုးရှိတယ်။နောက်နောက်တစ်ခုကတော့ဒါဥရုဂွေသားဖြစ်တဲ့အတွက်ပေါ့နော်တောင်အမေရိကသားဖြစ်တဲ့အတွက်ကိုအဲသူ့အနေနဲ့ကဒါဘာသာစကားအခက်ခဲကြောင်းလဲလီဗာပူးအသင်းမှာအသင်းဖော်ရီနေပေါ့နော်ဒါအဆင်မပြေတာမျိုးလေးရှိပုံရတယ်အဲနားလည်မှုပိုင်းအရာပေါ့နော်နီးပြားနဲ့အဲတော်လကောင်းကစားသမားအချင်းချင်းတော့အသင်းဖော်အချင်းချင်းတော့၎င်းပေါ့နော်ဆက်ဆံရေးပိုင်းလေးတွေကနည်းနည်းလေးအေးဆက်နေတာမျိုးဖြစ်ပြီးတော့ အတူတယောက်တည်းခွဲထွက်နေတာမျိုးလေးခုနောက်ပိုင်းမှာမြင်ရတယ်လေ့ကျင့်ခွင့်မှာဆိုလို့ရှိရင်လည်းမျက်နှာမတာမယာနဲ့ပေါ့နော်အမြင်တမ်းလို့လို့မင်းသားကြီးကိုအားငယ်နေတဲ့ပုံစံနဲ့ဟိုမြင်ရတာမျိုးလေးရှိတယ်အဲဒါကြောင့်လဲပေါ့နော် DPR တွေတန်ကြောင်းပဲအာတာဝန်ယူနေစအနေနဲ့ပေါ့နော်ကျွန်တော်တို့လေဘဘူးအသင်းမှာမပျော်ရွှင်တော့ဘဲနဲ့ဒါအသင်းပြောင်းဖို့အတွက်သူ့အနေနဲ့စီစဉ်နေတာလားပေါ့နော်ရိုမာနိုရဲ့အတီးပြူပြောကြကြအရာဆိုလို့ရှိရင်တော့ဆိုတော့လေဘဘူးအသင်းဘက်ကလည်းပြီးခဲ့တဲ့ဆောင်းရာသီတုန်းက ဒါ sorry ဘက်ကရောတခြားသောဥရောပကလပ်အသင်းတွေကပေါ့ Darwin Nunes ကိုခေါ်ယူဖို့အတွက်ကန့်လန့်ခဲ့တာမျိုးရှိပေမဲ့အသင်းမှာပဲ Liverpool တင်ရတော့ Darwin Nunes ကိုဆက်ထိန်သွားတယ်ပြီးတော့လက်ကျန်ရာသီဘက်ကိုပေါ့နော်အခွင့်အရေးအပေးသွားတဲ့ပုံစံမျိုးလေးပါအသင်းဘက်ကတော့ဒါပေမဲ့လက်ရှိအချိန်ထိလည်း Darwin Nunes အနေနဲ့အပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ရုန်းကန်နေရသလိုပွဲထွက်ခွင့်ရရှိတဲ့ပွဲစဉ်တွေမှာလည်းအကိုတူးယူနိုင်ခြင်းမရှိတဲ့အနေအထားမျိုးလေးပေါ့နော်သူ့ရဲ့အကောင်းဆုံးပုံစံပျောက်ဆုံးနေတာမျိုးရှိတယ် ဆိုတော့ဘင်ဖီကာမှာအရန်ကောင်းခဲ့လို့ကျွန်တော်တို့လစ်ဗာပူးအသင်းကဒါစနေနေ့ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့ပြင်မဲ့လစ်ဗာပူးအသင်းမှာပေါ့နော်သူအနေနဲ့တော်တော်လေးရုန်းကန်နေရတာမျိုးရှိတယ်ပင်ကိုအည်သွေးကောင်းတဲ့ကစားသမားအဲသူ့ပြင်မဲ့လေခုနပြောလို့ပေါ့နော်အဲကျွန်တော်စိတ်ထင် personally အမြင်ကဒါဘာသာစကားအခက်ခဲတော့၎င်းအပြင်းထန်လွန်းတဲ့အင်္ဂလန်မီဒီယာတွေရဲ့ဝေဖန်မှုကြောင့်တော့၎င်းပေါ့နော် PR တွေတော်တော်လေးများနေတယ် PR တွေများတဲ့အပေါ်မှာမှဒါပွဲကစားရတဲ့အခြေအနေမှာအဆုံးသက်ပိုင်းလွဲချော်မှု ဖြစ်တဲ့အနေထားလေးတွေမှာပိုပြီးဖိအားဝင်လာတယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့တော်လေးကို depress ဖြစ်နေပုံရတယ်ဗျဒါကြောင့်လဲပေါ့နော်ဒီ Liverpool အသင်းမှာမပြောမရွှင်ဖြစ်နေတယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်လဲအဲတခြားသော Europa Club အသင်းတစ်သင်းကိုပေါ့နော်ပြောင်းရွှေ့ဖို့စီစဉ်နေရဆိုတဲ့သတင်းတွေထွက်ပေါ်လာတာမျိုးလေးရှိတယ်ဆိုတော့ Dominus ကိုခေါ်ယူချင်နေတဲ့အသင်းတွေထဲမှာတော့ဒါ Europa Club အသင်းကြီးတွေအများဟိုတော်တော်များပါတယ်ပါတာပေါ့နော်ပြီးတော့ Sodiba ကလည်းကန့်လန့်မှုတွေရှိတယ်ဒါပေမဲ့ Dominus ဒီအသက်အရွယ်ပိုင်းအရာရောလက်ရှိအချိန်မှာ ဒါဥရောပမှာပဲဆက်ပြီးတော့ကစားသွားလိမ့်မယ်လို့တော့ထင်တယ်ဆော်ဒီယူတော့မပြောင်းရွှေ့ဘူးလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဥမာလာလီဂါဖြစ်ဖြစ်တခြားသောဥရောပလီဂ်ကြီးတခုကိုပဲဖြစ်ဖြစ်ပေါ့နော်ဒါပြောင်းရွှေ့နိုင်ပေါ်ရှိရလို့တော့ကျွန်တော်ထင်တယ်ကျွန်တော်စိတ်ထင်ပေါ့နော်အင်္ဂလန်ကိုအဲအင်္ဂလန်မီဒီယာတွေပေါ့နော်စိတ်နာပြီးတော့ဒါပရီးမီးယားလီဂ်ကိုစိတ်နာပြီးတခြားသောလီဂ်တွေကိုတော့မှပေါ့နော် ပြောင်းရွှေ့သွားမလားပေါ့နော်အဲဆက်လက်ဆောင်ကြည့်ရမယ့်အနေအထားမျိုးလေးရှိတယ်ဆိုတော့လီဗာပူးအသင်းဘက်ကလည်းအဲနွေရာသီအပြောင်းရွှေ့ဈေးကွက်မှာဆိုလို့ရှင်တော့အသင်းက အအပြောင်းလဲတွေအများကြီးလုပ်ဖို့ရှိတယ်။ကစားသမားတွေအတင်းအကနေထွက်ခွာဖို့ရှိတယ်။ကစားသမားတစ်တွေခေါ်ယူဖို့လည်းအစီစဉ်နေတာမျိုးလေးရှိတယ်။ဒါကို David Onstein နဲ့ Fabrizio Romano တို့ကလည်းအတီးပြူထားတယ်။ Lamine Yamal ကဒီအပြောင်းရွှေ့ဈေးကွက်မှာဆိုလို့ရှိရင်လည်းဘူးအတင်းရတော့ဒါအပြောင်းရွှေ့ကိစ္စပေါ့နော်။တော်တော်များများအလုံသွားဖို့ရှိတယ်ဆိုပြီးအတီးပြူပေးထားတာမျိုးလေးရှိတယ်။ဒီကြားထဲမှာလည်းစာချုပ်ကိစ္စတွေပြောပေါ့နော်။ Liverpool အတင်းရအလုံရှုံနေတဲ့အနေအထားမျိုးလေးတွေရှိတယ်။လက်ရှိမှာတော့ Mosala နဲ့အာ Vajero ရောစာချုပ်တက်တန်တိုးနိုင်ပြီဆိုပေမဲ့တခြားသောကစားသမားတွေဖြစ်တဲ့ဒါ Conor Bradley အလူဒီယက်စ်အပြီးရင်ရိုဘိုအခုနတေးပေါ့နော်စားတဲ့ကစားသမားတွေထရန့်အလုံးအပါဝင်ပေါ့ဒီကစားသမားတွေလည်းစာချုပ်သက်တမ်းတိုးဖို့အတွက်ပေါ့နော်လှုပ်ဆောင်ပိုချန်ရှိနေတဲ့အနေအထားလေးတွေကြောင့်လီဗာပူးအသင်းဘက်ကတော့အလုံများနေတယ်ပေါ့နော်ဒီကြားထဲမှာမှတိုက်စစ်ပွဲမှာအသင်းကလေထွက်ခွာနေတယ်လို့သတင်းတွေထွက်ပေါ်နေတယ်ဒါဝင်နူနက်စ်အပြင်အသင်းဘက်ကလည်းဒါထိုက်တန်နဲ့အဲတင်းတင်းနေပေါ့နော်ပြောင်းချွေချေရရင်ရောင်းချသွားမယ်ဆိုတဲ့အနေအထားလေးတွေအကြောင်းပေါ့နော်အဲလက်ရှိမှာဒါဝင်နူနက်စ်နဲ့လီဗာပူးအသင်းရဲ့ဇလန်လေးကပြီးဆုံးပြီလားပေါ့နော် အဲဆိုတော့စိတ်တော့မကောင်းဘူးဗျာလီဗာပူးဖန်တယောက်အနေနဲ့ကိုတင်းရဲ့ကစားသမားတော့ကိုတင်းမှာပဲရှိဂျင်နာမျိုးလေးတော့အဲရှိပါတယ်ဆိုတော့လက်ရှိမှာလည်းလီဗာပူးအသင်းဘက်ကဒါဝင်နူနက်စ်နေရာမှာအစားထိုးဖို့ဆိုပြီးတော့အလုံးစည်းကြတဲ့အချိန်ပဲဒါနီယူကာဆယ်အသင်းတိုက်စစ်မှုအီဆတ်တို့ဖရန်ပတ်တိုက်စစ်မှုအီကီတီတို့ကိုစိတ်ဝင်စားနေဆိုတဲ့သတင်းတွေကလည်းရူမာတွေတောက်လျှောက်တက်နေတာမျိုးရှိတယ်။အပြီးတော့ဒီလက်ရှိမှာတက်နေတဲ့သတင်းတစ်ပုဒ်အရာပေါ့နော်အာဒါဝင်နူနက်စ်ကတဲ့ဒီဝက်ဆန်တင်းနဲ့မတိုင်ခင်ပေါ့နော် လေ့ကျင့်အစီအစဉ်မှာ အအသင်းဘော်ရီပေါ့နော်ပြီးတော့နီးပြအပြင်ဒါအသင်းရဲ့ဝန်ထမ်းတွေကိုအတိမပေးဘဲနဲ့တူရဲထွက်ခွာသွားတယ်ဆိုတဲ့ဟာမျိုးလေးတွေတတိယနေ့ထွက်ပေါ်နေတာမျိုးရှိတယ်ပေါ့နော်သူမပြောမရှင်ဖြစ်နေတဲ့အနေထားမျိုးလေးပေါ့နော်ဒါကြောင့်အသင်းဘက်ကလည်းအသူ့ကိုစောင့်ကြည့်နေတဲ့အနေထားမျိုးလေးတော့ရှိတယ်ဆိုတော့ဒါဝင်နူနက်စ်နဲ့လီဗာပူးအသင်းရဲ့စတိန်းကယာဒီကုံရင်ပေါ့နော်အပီဆုံးဘီလာဆိုတဲ့ဟာမျိုးလေးကျွန်တော်ရင်ခုန်ပေါ်ရဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။လီဗာပူးတင်ဘက်ကတော့ဒါဝင်နူနက်စ်ကိုပေါင်တန်း40နဲ့50ဝန်းကျင်ရရှိရင်တော့ လက်လွတ်သွားပွဲရှိရဆိုတဲ့သတင်းတွေကတက်နေတာမျိုးလေးရှိရဆိုတော့ Dominus အနေနဲ့ဘယ်အသင်းကိုရောက်ရှိသွားမလဲဒါမှမဟုတ်ရှင်တော့ဒါအသင်းဘက်ကပေါ့သူ့ကိုပေါ့နော်ဒါစိတ်သက်ခွန်အားတွေပေးပြီးတော့စိတ်ရှည်စွာနဲ့ပဲအသင်းမှာဆက်ထိန်သွားမလားဘာတွေဆက်ဖြစ်လာအောင်မလဲပေါ့နော်စိတ်ဝင်စားဖို့တော့ကောင်းနေပါလေလက်ရှိအနေထားလေးတွေကတော့ Dominus နဲ့ Liverpool အသင်းရဲ့သတင်းလေးတွေကတော့လုံးဝမကောင်းပါဘူးအသင်းဘက်ကလည်းရောင်းချဖို့ရှိနေတယ်လို့ Dominus ကလည်းအသင်းကနေထွက်ခွာခြင်းတွေဆိုတဲ့သတင်းတွေကတက်နေပါတယ်ဆိုတော့အမြင်လေးတွေ comment box မှာညှပ်ပေးသွားကြကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ